ကိုဖြစ်သူဒါရိုက်တာမိုက်တီအဖန်ခံရလို့ပူပင်တော်ကဖြစ်နေရပြီးဒီလိုအပူတွေကနေသားချနေပါပြီလို့စိတ်မကောင်းမွေပြောလာခဲ့တဲ့တရုတ်ဆောင်လင်းစာနီစောမင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကအော်တိုဘာလာ29ရက်နေ့မှာတော့ဒါရိုက်တာမိုက်တီနဲ့တရုတ်ဆောင်နှစ်ဦးတို့ဟာခေတ္တမိုင်းကိုဒုံဆိုင်ချသူများဇာကားကိုဝေဖန်ခဲ့လို့ဆိုကဖန်ဆီးထိမ့်သိမ်းခံလိုက်ရတာပဲဖြစ်ပါတယ် ထရိုက်တာမိုက်တီဟာပြီးခဲ့တဲ့2021ခုနှစ်တုန်းကလည်းပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံခဲ့ရသူဖြစ်ပြီး2022ခုနှစ်မှာတော့လူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ထိုချိန်နှုန်းကနောက်တစ်ချိန်အဖမ်းခံရပါကအခုကြန့်ရှိတဲ့ပြစ်မှုတွေကိုပါထည့်သွင်းကြခံရမယ်ဆိုပြီးလက်မှတ်ရေးထိုးခဲ့တာကြောင့်ဒါရိုက်တာမိုက်တီဟာရခင်ကြံခဲ့တဲ့ပြစ်ဒဏ်တွေကိုပါစုပေါင်းကြခံရမယ်အခြေအနေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်လင်းစာနီစော်ရိုညီအမကတော့ပြီးခဲ့တဲ့2021ခုနှစ်အကိုဖြစ်သူဒါရိုက်တာမိုက်တီဖန်ဆီးခံခဲ့ရတဲ့အချိန်တုန်းကလည်းအကိုဖြစ်သူရဲ့အတွက်ပူပင်တော့ကရောက်ခဲ့ကြရသလိုပြန်လည်လွမြောက်လာပြီးနောက်မှာလည်းကျမ်းမာရေးချူကြတဲ့အကိုဖြစ်သူရဲ့အတွက်တော်တော်လေးကိုစိတ်ကူထားရတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့အခုလိုဒုတိယအကြိမ်ပြန်လည်ဖန်ဆီးခံခဲ့ရတဲ့အချိန်မှာပူပင်တော့ကမျိုးစုံခန်းစားနေရရှာတာလေးဖြစ်ပါတယ်။ တရုတ်ဆောင်လင်းစာနီစောကအကိုဖြစ်သူဒါရိုက်တာမက်ဒီအဖမ်းခံရတဲ့နောက်မှာမိသားစုပုံလေးကိုတင်လာခဲ့တာဖြစ်ပြီးအခုလေသူမအနေနဲ့အပူတော်ကကင်းဝေးတဲ့သူရဲ့လို့ရှိမနေပါဘူးကိုအတက်ကပိုလို့တော်နေသားကြနေပါပြီခုနှစ်ရက်သားသမီးအပေါင်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ဆုတောင်းပေးခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်လင်းစာနီစောနဲ့တရုတ်ဆောင်ချစ်ချစ်စောတို့ရဲ့အကိုကြီးဒါရိုက်တာမိုက်တီဟောင်းကင်ဆာရောဂါလည်းခံစားနေရသူဖြစ်ပြီးစေကူသားမှုခံနေရသူတအူးလည်းဖြစ်ပါတယ် ဒါရိုက်တာမိုက်တီးရဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနှောက်ယှက်ခဲ့တဲ့အတွက်ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အဖမ်းခံခဲ့ရတာဖြစ်ပြီးသူရခင်ကလွန်ငင်းရခဲ့တဲ့905ကကြီးရဲ့တက်ရှိတဲ့ပြစ်ဒဏ်ကိုပါပူပေါင်းကြားခံရမှာပဲဖြစ်ပါတယ်။